ထိုင်းနိုင်ငံမှာစေချောက်ကိုမိုးရင်စေဝါအဖြစ်ပြန်သတ်မှတ်ပြီးစေကူးသောမှုအတွက်တာသုံးစွဲခွင့်ပြုတော်မယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။ထိုင်းကျန်းမာရေးဝန်ကြီးစွမ်းဆက်ကစေချောက်ကိုစေဝါအဖြစ်စိုက်ပျိုးရောင်းချတာတွေကိုကန့်ကွက်လိုက်ပြီးစေဘဆိုင်ရာအတွက်တာအသုံးပြုဖို့တင်ကျပ်တဲ့အမိန့်တစ်ခုကိုဇွန်လ24ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်ပါတယ်။စေဝါအဖြစ်စိုက်ပျိုးတာရောင်းချတာတင်ပို့တာတွေအပြင် သုံးစွဲလူသူတွေအနေနဲ့ သက်ဆိုင်ရာဆရာဝန်တွေရဲ့ထောက်ခံချက်လိုအပ်တယ်လို့အမေအစ်စ်မှဖော်ပြထားပါတယ်။ဒါပြင်လက်ရှိရောင်းချနေသူတွေအနေနဲ့လည်းလက်ဝယ်ထားရှိတဲ့စေချောက်ရဲ့အရင်အမည်အတုံပြုမှုနဲ့သက်ဆိုင်ရာအချက်အလက်တွေကိုကျမ်းမာရေးဝန်ကြီးဌာနစီသတင်းပေးပို့ရမယ်လို့ဆိုပါတယ်။ဌာနငံအတွင်းစေချောက်တွေကိုကြော်ညာခွင့်ကိုလည်းပိတ်ပင်လိုက်ပါတယ်။အခုလက်ရှိညွှန်ကြားလိုက်တဲ့အမေအစ်တီဟာဘယ်အချိန်မှစတင်ပြီးအသက်ဝယ်မယ်ဆိုတော့ဖော်ပြလာတာရှိသေးပါဦးရှင်။ အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။